အားလုံးပဲမင်္ဂလာပါ EOC သတင်းဌာနကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Elvin ပါဒီနေ့ဇွန်လ20ရက်မနက်ခင်းနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါဒီနေ့မနက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကတော့ပုံရံသူကိုယ်သက်ပထမဦးစားပေးတော်လံပြီးမြန်မာဒေသမျိုးနွယ်စုအရေးကိုတော်လံရေးကာလအလွန်မှာနိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှားကြဖို့ရှင်းတော်လံရေးတပ်ဖွဲ့၁၈ဖွဲ့ကဥတွဲချိန်ညာချက်ထုတ်ပြန်လိုက်ပါတယ်ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ2023ကိုပြင်ဆင်ဖြည့်ဆွက် ချင်းများစားရရမှာချင်းပြီကောင်းစီအတွက်အစုအဖွဲ့၃ခုမှကိုယ်စလဲစီလွှတ်ရမှာချင်းမျိုးသားတူ CNF ရဲ့ပါဝင်မှုကိုရှော့ချထားတယ်လို့သိရပါတယ်။ချင်းပြီဘလဝမျိုးကိုအာခတ်တတော် A ကရခိုင်ပြည်နယ်ရဲ့ခရိုင်တစ်ခုအဖြစ်ထက်သွင်းဖြည့်ဆည်းမှုကဘာလုံးဆိုင်ရာခူမီဖွဲ့စည်းကအပြင်းထန်ကန့်ကွက်ရှုတ်ချလိုက်တဲ့သတင်းတွေနဲ့အတူအခြားစင်ဝင်စားဆရာနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးဖို့ရှိပါတယ်။ ချင်းတော်လိုင်းရဲ့အင်အားစုတွေအနေနဲ့ပုံရံသူကိုသာပရမဦးစားပေးတော်လှန်ပြီးမယ်မီဒေတာမျိုးနယ်စုအရေးကိုတော်လိုင်းရဲ့ကာလအလွန်မှာနိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှာကြဖို့ချင်းတော်လိုင်းရဲ့တပ်ဖွဲ့၁၈ဖွဲ့ကဥတွဲချင်ရချက်ထုတ်ပြန်လိုက်ပါတယ်။မြမနွေဦးတော်လိုင်းရဲ့ကနေပေါက်ဖွာလာပြီးဆရာနေရှင်စနစ်အမြင့်ပြည့်ချေမှုရဲ့အတွက်တော်လန်တိုက်ပွဲဝင်နေကြတဲ့ချင်းတော်လိုင်းရဲ့အင်အားစု၁၈ဖွဲ့ကဇွန်လ၁၉ရက်နေ့မှာချင်းမျိုးသားစီလုံးညီညွတ်ရေးအတွက်ဆိုပြီး ဘူးတွဲကြညာချက်ထုတ်ပြန်ခဲ့ကြတာလည်းဖြစ်ပါတယ်။ချင်းချင်းကြားနားလည်မှုလွယ်မစေသောအပြောဆိုအကျုံမူအားလုံးကိုရှောင်ရှားပြီးဘုံရန်သူကပထမဦးစားပေးဒေါ်လန်တိုက်ပွဲဆင်နွှဲကြရတဲ့နမည်ဒေတာမြို့နယ်စုအရေးတွေကိုဒေါ်လန်ရဲ့ကာလအလွန်မှာနိုင်ငံရေးနည်းလမ်းဖြင့်သာဖြေရှားကြဖို့ချင်းတွေဦးဒေါ်လန်ရဲ့လက်နက်ကင်အဖွဲ့18ဖွဲ့ရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။ချင်းတွေဦးဒေါ်လန်ရဲ့လက်နက်ကင်အဖွဲ့18ဖွဲ့အနေဖြင့်မြို့ဒေါ်လန်ရဲ့ကာလလက်နက်ကင် ဖွဲ့အချင်းချင်းကြားလေးစားမှုရှိပြီးစီလုံးညီညွတ်ရေးအတွက်အမြဲမျှော်လင့်လျက်ရှိတယ်လို့ဆိုပါတယ်။ချင်းဒေါ်လာရဲ့လက်နက်ကင်အဖွဲ့စည်းများအားလုံးစီလုံးညီညွတ်စွာစုဖွဲ့ပြီးဘုံရန်သူကိုဒေါ်လာတိုက်ထုတ်ချင်းလူမျိုးနဲ့ပိုင်နက်နယ်မြေများကိုခုခံကာကွယ်စောင့်ရှောက်ရန်နဲ့ချင်းမျိုးသားစီလုံးညီညွတ်ရေးချင်းပြည်တည်ဆောက်ရေးအတွက်ချင်းပြည်သူလူထုနဲ့အတူစွမ်းစွမ်းတမန်ကြိုးပမ်းဆောင်ရွက်ကြရန်အစဉ်သင့်ရှိတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် လက်ရှိချင်းပြည်အတွင်းတော်လန်ရေးအဖွဲ့များကြားမကြာခဏအချင်းချင်းပုတ်တိုက်မှုဖြစ်ခြင်းအငင်းပွားမှုတွေမှာလက်နက်ငယ်ဖြည့်ရှင်းဖို့ကြိုးစားခြင်းလက်နက်ကန်အဖွဲ့စည်းများနဲ့ပြည်သူများကြားစီးလုံးညီညွတ်မှုအားနည်းလာခြင်းတို့ဟာပြည်သူတော်လန်ရေးကိုနှောင့်နှေးမိမ့်သွားစေနိုင်တဲ့အပြင်ချင်းလူမျိုးတွေရဲ့တော်လန်ရေးရည်မှန်းချက်ပန်းနိုင်လေကြာရှုံးသွားနိုင်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်နယူးဒေါ်လာရဲ့အဓိကရွေးချက်တွေဖြစ်တဲ့အကျန်းဖက်စစ်တပ်အမြင့်ပြတ်ခြုံငင်းရေး စစ်မှန်သော Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးနဲ့ကိုပိုင်ပြဌာန်းခွင့်အပြည့်အဝရှိတဲ့ချင်းပြည်တည်ဆောက်ရေးအတွက်ပေါက်ဖွာလာတဲ့ချင်းတော်လိုင်းအဖွဲ့များအားလုံးကိုလေးစားဂုဏ်ပြုတယ်လို့လည်းဆိုပါတယ်။ယခုထုတ်ပြန်ကြေညာချက်ကိုဇုတ်တုံ Federal Council CDF ဇုတ်တုံ CDF မတပီ CDF ကလေးကဘောကန်ဂို CDF Hakka Central Council CDF Tantang Lao Tu Region People Administration CDF Lao Tu Ram Council, CDF Zopay, Maralan Council, CDF Mara, Balawa Council, CDF Balawa, Minda Council, Sentang Central Council, SRF, Didim Township Council, PDA, Tado Council, CDF Tado, Dunzang Township Council, CDF Dunzang, Siyin Regional Council, CDF CDM Siyin, Gambela Council, Zanyadram People's Organization CDF Zanyadram Wanguram People's Organization CDF Wanguram စတဲ့ဆက်ရှိဖွဲ့တို့ကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ရှင်းပြဖွဲ့စည်းပုံအခြေခံဥပဒေ2023ကိုပြင်ဆင်ဖြည့်ဆွက်မှုများဆောင်ရွက်ရမှာရှင်းပြကောင်းစီအတွက်အစုအဖွဲ့၃ခုမှ ကိုယ်စလဲစီလို့ရမှာချင်းမြို့သားတအူ CNF ရဲ့ပါဝင်မှုကိုရှင်းချထားတယ်လို့သိရပါတယ် မူလပြဋ္ဌာန်းခဲ့တဲ့ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ2023မှာချင်းပြည်ကောင်စီကို2020ရွေးကောက်ပွဲမှာရွေးချယ်တင်မြောက်ချင်းခံရပြီးဆရာနာရှင်တော်လရင်မှာပူးပေါင်းဆောင်ရွက်တဲ့ချင်းလွတ်တော်ကိုယ်စားလှယ်မှ28ဦးချင်းမျိုးသားတအူ CNF မှာကိုယ်စားလှယ်29ဦးနဲ့မြို့နယ်နဲ့ဒေသအစုအဖွဲ့မှာကိုယ်စားလှယ်86ဦးလို့ပေါင်းရတာဖြစ်ပါတယ်။ယခုပြင်ဆင်ချက်မှာချင်းပြည်ကောင်စီကို2020ရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်ခြင်းခံရပြီးဆရာနာရှင်တော်လန်ရင်မှပူပေါင်းဆောင်ရွက်တဲ့ချင်းလွတ်တော်ကိုယ်စားလှယ်များချင်းမျိုးသားတဦး CNF မှကိုယ်စားလှယ်15ဦးနဲ့ဒေတာတိကျမရှိသောမြို့နယ်တစ်ခုမှကိုယ်စားလှယ်10ဦးစီဒေတာတိကျရှိသောမြို့နယ်တစ်ခုစီမှကိုယ်စားလှယ်9ဦးစီနဲ့ဒေတာတစ်ခုမှကိုယ်စားလှယ်3ဦးစီဖြင့်ပြန်လည်ဖွဲ့စည်းထားတာဖြစ်ပါတယ် ဒါပြင်ချင်းပြည်ရဲ့ဖွဲ့စည်းပုံခြေခံဥပဒေ2023ရဲ့ပုံမှန်25 26 29အပါအဝင်ပုံမှန်ပေါင်း12ခုကို ပြင်ဆင်ပယ်ဖြတ်ဖြည့်ဆွတ်မှုတွေပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။ယခုအစ်စ်ပြန်လည်ပြင်ဆင်ဖြည့်ဆွတ်တဲ့ချင်းပြည်ဖွဲ့စည်းပုံခြေခံဥပဒေ2023အခန်း30ခန်းနဲ့နောက်ဆက်တွဲနှစ်ခုပါရှိပါတယ်။ ပရမအချိန်ချင်းပီကောင်စီညီလာခံကို2023ခုနှစ်ဒီဇင်ဘာလ4ရက်ကနေ9ရက်နေ့အထိချင်းမျိုးသားတဦးဌာနချုပ်ရှိရာ Victoria Base မှာကျင်းပပြုလုပ်ခဲ့ကြပါတယ်။အဲဒီညီလာခံမှာချင်းမျိုးသားတဦး CNF ကိုယ်စားလှယ်များချင်းလွတ်တော်အစုဖွဲ့မှကိုယ်စားလှယ်များမြို့နယ်ဒေသအစုဖွဲ့မှကိုယ်စားလှယ်များနဲ့ပြည်ရင်းပြည်ပဧည့်သည်စုစုပေါင်း235ဦးတက်ရောက်ခဲ့ပြီးချင်းပီဖွဲ့စည်းပုံခြေခံဥပဒေ2023ကို ဒီဇင်ဘာလ6ရက်နေ့မှာတည်ပြုခဲ့ကြတာဖြစ်ပါတယ်။ချင်းပြည်ပလဝမြို့နယ်ကိုအာရခတတော် AA ကရခိုင်ပြည်နယ်ရဲ့ခရိုင်တစ်ခုအဖြစ်ထည့်သွင်းဖွဲ့စည်းမှုအပေါ်အပြင်းထန်ကန့်ကွက်ရှုံချကြောင်းကဘာလုံးဆိုင်ရာခူမီအဖွဲ့အစည်း GKO ကပြောဆိုလိုက်ပါတယ်။ဒေသခံချင်းတိုင်းသားတွေရဲ့သဘောထားဆန္ဒမပါဘဲပလဝကိုရခိုင်ပြည်နယ်နဲ့ထည့်သွင်းခြင်းဟာဒေသခံခူမီချင်းပြည်သူတွေဒါမှမဟုတ် ချင်းလူမျိုးတစုလုံးကိုစော်ကားခြင်းဖြစ်တာကြောင့်အေအေလောက်ရက်ကိုအပြင်းထန်ရှုံးချရတယ်လို့ဇွန်လ16ရက်နေ့နဲ့ကဘာလုံးဆိုင်ရာခုမီအဖွဲ့အစည်းကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဘလဝခရိုင်ကို မတရားသိမ်းယူရန်ကြိုးပမ်းမှုအပေါ်နိုင်ငံတော်အစိုးရနိုင်ငံတကာအတိုင်းဝိုင်းချင်းပြည်အစိုးရနဲ့အခြားသက်ဆိုင်တဲ့နိုင်ငံတကာအဖွဲ့အစည်းတွေအနေဖြင့်ဘလဝခရိုင်ဒေသခံပြည်သူတွေရဲ့မူလအခွင့်အရေးများကိုကာကွယ်စောင့်ရှောက်ပေးကြဖို့ GKO ကအလေးနက်တိုက်တွန်းထားပါတယ်။ ဘလဝခရိုင်ဟာ1896ခုနှစ်အင်္ဂလိပ်လက်အောက်ကျရောက်ခဲ့စဉ်ကရခိုင်မြောက်ပိုင်းတောင်တိုင်းခရိုင်ဆိုပြီးအမည်နာမပေးခဲ့ပေမဲ့လည်းဒေသခံခူမီလူမျိုးတွေကတီးခြားလွတ်လပ်စွာအုပ်ချုပ်ခဲ့သောနယ်မြေဖြစ်တယ်လို့ဆိုပါတယ်မြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးနယ်မြေအတွင်ပထဝီနယ်မြေအဖြစ်သာမကခူမီချင်းလူမျိုးတွေရဲ့မြင့်မြတ်ပြီးအစားထိုးမရသောဝိရက်နယ်မြေဖြစ်တယ်လို့ GK ဝတ်ဆိုပါတယ် ဒါပြင်ပလောခိုင်ဟာ1948ခုနှစ်1954ခုနှစ်2008ခုနှစ်ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံခြေကံဥပဒေရချင်းပြည်နယ်ရဲ့မြို့နယ်ကိုကူအနက်တစ်ခုဖြစ်ပြီးခူမီချင်းလူမျိုးတွေရဲ့ဝိတေသနလက္ခဏာလူမျိုးဖြစ်တည်မှုနဲ့ခွဲခြားလို့မရနိုင်တဲ့ဘိုးဘပိုင်နယ်မြေဖြစ်တယ်လို့ကမ္ဘာလုံးဆိုင်ရာခူမီဖွဲ့စည်းကဟောပြပါတယ်။စီရီနိုင်ငံရဲ့ပထဝီနယ်မြေအနေထားရတော်လကောင် စီးပွားရေးရတော့လကောင်းအချက်ချချတဲ့ဘလောအမျိုးနယ်ကိုအာခတ်တတော် AA က2024ခုနှစ်ဇန်နဝါရီလ14ရက်နေ့ကစစ်ကောင်စီတပ်ဖွဲ့ထံကနေလုံးစုံသိမ်းပိုက်ခဲ့ပြီးနောက်အုပ်ချုပ်ရေးရန်ရဲတွေပေါ်ဆောင်နေတာဖြစ်ပါတယ်။အာခတ်တတော် AA ဟာပြီးခဲ့တဲ့မေလတုန်းကရခိုင်ပြည်နယ်ကိုခရိုင်၈ခုဖြင့်အသစ်ပြန်လည်ဖွဲ့စည်းရမှာဘလောအမျိုးနယ်ကို ရခိုင်ပြည်နယ်ရဲ့ခရိုင်တစ်ခုဖြစ်ထည့်သွင်းခဲ့တာလို့ရခိုင်သတင်းဌာနနရင်ဂျရာကဇွန်လ12ရက်နေ့ကနေ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။မြန်မာ့ຫນွေဦးဒေါ်လာရေးကာလာ၄နှစ်ကျော်အတွင်းမှာအချမ်းပတ်စစ်ကောင်စီကြောင့်ချင်းလူမျိုးတထောင်ကျော်သေဆုံးခဲ့ရပြီလို့ချင်းရဲအဖွဲ့ချုပ် ICA ကထုတ်ပြန်ပါတယ်။အချမ်းပတ်စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းယူခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလ၁ရက်ကနေ2025ခုနှစ်မေလ30ရက်အထိချင်းပြည်နယ်နဲ့ချင်းပြည်နယ်ပြင်ပကချင်းလူမျိုး1099ယောက်သေဆုံးခဲ့တယ်လို့ ICA ကဆိုပါတယ် အဲ့ဒီထဲမှာလေကြောင်းတိုက်ခိုက်မှုကြောင့်328ဦးဆန္ဒပြနေစဉ်ပြစ်ခတ်မှုကြောင့်သေဆုံးသူ10ဦးလူသားတိုင်းအဖြစ်အုံပြုခံခဲ့ရလို့သေဆုံးသူ10ဦးဖမ်းဆီးတပ်ဖြတ်ခံရသူနဲ့မရင်းပြုချင်းတပ်ဖြတ်ခံရသူ63ဦးအကြောင်းမဲ့ပြစ်သက်တပ်ဖြတ်ခံရသူ202ဦးဆေးဝါးမလုံလောက်မှုကြောင့်24ဦးနဲ့ဘာသာရေးကောင်းဆောင်19ဦးတို့သေဆုံးခဲ့တယ်လို့ဆိုပါတယ်ဒါအပြင်တိုက်ပွဲအတွင်းကြာဆုံးသွားတဲ့တော်လိုင်းရေးတပ်ဖွဲ့ဝင် 361ဦးမြေမြုံမိုင်းကြောင့်တည်ဆုံးသူ83ဦးရှိခဲ့တယ်လို့ဆိုပါရယ်မြေမြုံမိုင်းကြောင့်တည်ဆုံးသွားသူတွေထဲမှာအယက်သားပြည်သူ54ဦးနဲ့ဒေါ်လန်ရေးတပ်ဖွဲ့ဝင်29ဦးပါဝင်ပြီးမြေမြုံမိုင်းကြောင့်ဒဏ်ရာရရှိသူ135ဦးကျော်ရှိတယ်လို့ ICA ကဖော်ပြထားပါရယ်မြန်မာနိုင်ငံဟာ Syria, Afghanistan နဲ့ Ukraine တို့ကိုကျော်လွန်ပြီးကမ္ဘာမှာမြေမြုံမိုင်းကြောင့်တည်ဆုံးသူအများဆုံးဖြစ်လာတယ်လို့ International Campaign to Ban Landmine ICBL ရဲ့2024ခုနှစ်နိုဝင်ဘာလအတွင်းထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။မြို့ပေါင်း20ရှိတဲ့ချင်းပြည်မှာ15မြို့ကိုချင်းတော်လိုင်းတပ်ဖွဲ့တွေကသိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမဲ့လေကြောင်းအန်ဒီယန်နဲ့မိုင်းအန်ဒီယန်များရှိနေသေးတာကြောင့်ပြည်သူတွေအနေနဲ့မိမိဒေသတို့မပြောင်းနိုင်သေးပဲရှိနေသေးတယ်လို့ ICA ကဖော်ပြပါတယ်။ဒါကြောင့်ချင်းပြည်သူရဲ့အသက်မွေးဝမ်းကြောင်းအလုတ်ကင်များအတွက်မြို့မိုင်းအန်ဒီယန်မှာကင်းဝေးစေရန်အတွက် ဖွဲ့စည်းတည်တည်ကညီမြုံမိုင်းရှင်းလင်းမှုညီမြုံမိုင်းအန္တရာယ်ပညာပေးမှုတားမြစ်နယ်မြေတတ်မှတ်မှုများကိုယခုကစပြီးပုံမလုံးဆောင်သင့်ပြီလို့ ICA ကအကြံပြုထားပါတယ်။မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလျင်တန်းကြောင့်ဒေါအောင်ဆန်းစုကြည်ရဲ့ဘယ်ဘက်လက်မောင်းတန်ရန်ရရှိခဲ့တယ်လို့စုဖောင်ဒေးရှင်းကထုတ်ပြန်ပါတယ်။ဒေါအောင်ဆန်းစုကြည်အသက်80နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ဇွန်လ19ရက်နေ့မှာ ဆူဖောင်ဒေးရှင်းကသူ့ရဲ့ကျန်းမာရေးအခြေအနေကိုထုတ်ပြန်လာတာဖြစ်ပါတယ်။ခြေညာချက်ထဲမှာတော့မတ်လ28ရက်နေ့တုန်းကမြန်မာနိုင်ငံအလဲပိုင်းစကိုင်းတိုင်းဒေသကြီးကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ခုနှစ်ဒသမခုနှစ်ဆင့်ငလင်ကြီးကြောင့်ဒေါအောင်ဆန်းစုကြည်ချုံနောင်ခံထားရတဲ့ကျင်းတော်မှာထိခိုက်ကျဆင်းမှုတွေရှိခဲ့ပြီးဒေါအောင်ဆန်းစုကြည်ကိုယ်တိုင်လည်းပေပတ်လက်မှာတာဝန်ရရှိခဲ့တယ်လို့ဆူဖောင်ဒေးရှင်းကထုတ်ပြန်ပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့ချမ်းမာရေးနဲ့ န်းစီချုံနောင်ထားတဲ့အခြေအနေတွေကိုဆရာနာသိမ့်ပြီးကလေးကသတင်းမှောင်ချခံထားရတာကြောင့်လက်မောင်းတန်ရရရှိခဲ့တဲ့အပေါ်ထောင်တွင်းမှာအသက်အန္တရာယ်ရှိနိုင်တဲ့အခြေအနေထိဖြစ်မှာကိုစိုးရိမ်တယ်လို့သူ့ရဲ့ရှေ့နေလူကပြောထားပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့စီးပွားရေးဆိုင်ရာအထူးချံပေးပါမုခရှွန်ထာနိုကလည်းဒေါအောင်ဆန်းစုကြည်အချင်းထဲမှာဆေးကုသခွင့်လုံလုံလောက်လောက်ရမှာမဟုတ်ဘူးလို့လူမှုကွန်ရက်အခောင့်ကနေပြောထားပါတယ်။ ဒီနေ့မဲ့ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။